တပါသောသူတွေကကိုယ့်ကိုမုံလို့မလိုလို့ပြောတဲ့စကားရုပ်တွေကိုခေါင်းထဲမှာထည့်ပြီးတော့အပန်းပန်းထထတွေးပြီးတော့ကိုယ့်ကိုပြောလိုက်တာကြီးကိုအကြာကြီးခံစားပြီးတော့အဲ့ဒါကြီးကိုမပြစ်နိုင်မချနိုင်မဲနဲ့အမှတ်ရတိုင်းထုတ်ထုတ်ပြီးတော့ကြည်နေတဲ့ပစ္စည်းတစ်ခုလိုကိုယ့်ကိုသူများကမုံလို့ပြောတဲ့စကားတွေကိုအပန်းပန်းထထစဉ်းစားပြီးတော့ဒေါသကိလေသာတွေနဲ့ပင်ပန်းမနေပါနဲ့ နာအဝခေယမကြည်မနှက်စိတ်ဝယ်မှတ်၍မပြတ်ခါကအောင်းမိဆင်ခြင်၍မနေရသူများကကိုယ့်ကိုမုံလို့ပြောတဲ့စကားတွေကိုမမေ့နိုင်မဲနဲ့တိမ့်တိမ့်ထားပြီးတော့ပြန်ပြန်ပြီးတော့ထုတ်ထုတ်ခံစားပြီးတော့မနေပါနဲ့တဲ့သဘောပေါက်တယ်နော်အဲ့ဒါနံပါတ်1နောက်နံပါတ်2မြတ်စွာဘုရားကဘာသင်ကြားတော်ဆိုတော့ပရိသန်သူတော်ဘာတို့ဤ ကတာကတံပြုဝမပြုဝအရရဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝကေယအလုတ်တခုကယုပြု၍ကြည်ရှုစင်ញင်၍မနေရသူများဘာတွေလှုပ်တယ်ဘာတွေမလှုပ်ဘူးဆိုတာကိုကိုယ့်ရဲ့အလုတ်တခုကြီးလိုသဘောထားပြီးတော့စဉ်းစားရင်းနဲ့တံပိုးရှိတဲ့အချိန်ကြီးမကုန်ပါစေနဲ့တဲ့ဒကာဓမ္မတို့ဘဝမှာကောင်းတဲ့မှာတွေးနေတဲ့အတွေးတွေဟာ သူများအကြောင်းတွေးနေတဲ့အတွေးတွေနဲ့အချင်းကုန်ခဲ့တာများလာပြီဗျဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတန်ဖိုးရှိတဲ့အလုပ်တွေကို လုပ်နိုင်ခွင့်ရှိတဲ့ဒီအချိန်ဒီခွန်အားတွေကိုအရေးမပါအရာမရောက်တဲ့သူတော်ဘာအကြောင်းတွေကို တွေးရင်းနဲ့ပြုံတိသွားမှရှိုးလို့တားမြစ်တယ်